ဟုတ် audio book channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ຫນွေဦးပါခင်ဗျာဒီနေ့မှာတော့ author ဆဲရဲ့ကမ္ဘာပေးရချွေးဝင်ငယ်ဆိုတဲ့စာအုပ်ကလေးကိုတင်ဆက်ဖတ်ပြပေးချင်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ဒီစာအုပ်လေးကိုဖတ်ခွင့်ပေးတဲ့ author ဆက်ကိုလည်းဒီနေ့အနေထပ်ပြီးတော့ကျေးဇူးတင်စကားထပ်ဆိုပါရစေခင်ဗျာဒီစာအုပ်လေးကို audio book အနေနဲ့ဖတ်ထားချင်ရှိပေမဲ့ချွေးဝင်ငယ်လေးကိုမြန်လို့ရအောင်ကျွန်တော်လည်းတင်ဆက်ဖတ်ပြပါရစေခင်ဗျာ ခုတင်ဆက်ပေးထားတဲ့အပိုင်းလေးဟာ28ရက်နေ့မနက်ပိုင်းငလီမလုတ်ခင်တော့ဖတ်ထားတဲ့အပိုင်းလေးပေါ့နော်ခုတလောစိတ်ချင်းနေတိတ်မကောင်းတာတကြောင်အတန်နေနေဝင်နေရဖြစ်တဲ့အတွက်ကြောင့်ဟို audio book တွေအစ်စ် upload မလုပ်ပေးနိုင်တော့တောင်းပန်ပါတယ်ခင်ဗျာဒါဆိုလို့ရှင်တူတူခံစားနားဆင်ပေးကြပါအောင်ခင်ဗျာကျူဝင်ငယ်နဲ့စုံစည်းခြင်းအစားနေဝင်ချင်း ။နေခန်းဆက်မှာရှင့်နေရင်မြမြုပ်သွားရဲ့နေဝင်နေနေကိုငေးကြည့်နေမိသည်။အချိန်ဘလောက်ထိကြာနေပြီဆိုတော့မသိ။မြုံအိမ်ကမြဲ့ရည်ဘလောက်ထိရှန်ကြနေပြီဆိုတာလဲခင်ဗျမဆိုင်ဟာ။ခေါင်းထဲမှာဘာကိုအာရုံစိုက်လို့တွေးတော့ရမယ်ဆိုတာကိုလည်းစဉ်းစားလို့မရပဲ။အိတ်တန်းပြန်နေတဲ့ဇင်ယောင်ငှက်တည်းရဲ့အော်တန်းကိုလား။အတူတူဆန်တက်နေတဲ့လပိုင်ဖွဲရဲ့ကုခတ်တန်ကိုလား။မဟုတ်သေး။အဲ့ဒါကြီးတပ်ပေါ်ပြီး အာယုံထားလိုက်မိတဲ့အရာတခုဝေဝါးနေတဲ့အမြင်အာယုံတွေချာမှာတီးပြိုကျနေတဲ့မြေသားတွေကိုတတိချမိလာသည်ဝါနဲ့ပြန်စားလို့မြင်းနဲ့မြေကဘာမှာအောက်ကနေရေလိုက်တိုက်စားမှုကြောင့်ပြိုကျနေတဲ့နှုံးမြေသားတွေကအေယာဝတီမြေအဆောက်ကိုမင်းညင်းညင်းအယောင်လွှမ်းသွားစေ၏အနေငယ်ပဲ့ချနေတဲ့ထုံမြေသားတို့ကအချက်ပြထားသလိုတလွာချင်းအချိန်နှဲငယ်စီသာကြွားချပြီးခုန်ဆင်းနေသည်ထိုချင်းပလာချင်းနေတဲ့ခေါင်းထဲမှာ အယုံဆိုင်ဖို့အရာတခုထည့်လိုက်မိသည်ခုနှစ်ခုမြောက်ပဲ့ချလာတဲ့မြေသားတချို့ရှင်ဖြစ်ပြောင်းဝင်မဲ့အဲ့နိုးနေကိုစိတ်ဝင်စားလို့တော့မဟုတ်ပြိုကျနေတဲ့ကဘာပင်မှာပေါက်နေသောဂျူပင်ငယ်တို့ကြောင့်သာသူပြောခဲ့သည်မြေကဘာပြိုတဲ့အခါနည်းနည်းလေးဖြစ်ဖြစ်စက္ကန့်အရေးတွက်လောက်သာဆွဲဆန့်ထားနိုင်သောဂျူပင်ငယ်ကိုလေးစားတည်းမင်းသာကြကဘာပင်ရောက်နေခင်ငါရဲ့ရှိသမျှအင်အားဂျူမြေကလေးလောက်ပဲရှိနေပါစေ။ ရအောင်ဆွဲထားမယ်။သူတို့ပြောခဲ့တဲ့တယောက်တော်သူရဲ့စကားဟာလီပင်နဲ့အတူနားထဲမှာပဲ့တင်ထက်လျက်တစ်ချိန်ထဲမှာပဲတိုက်ဆိုင်သွားရှစ်ခုမြောက်ပဲ့ကြတော့မယ့်မြေသားကအရှိကနုံမြေတွေနီးတူမြေထဲကိုပြုံးဝင်မသွားဘဲကပရံမှာသာထွဲလဲခုန်နေသည်။ထုံမြေကိုကုတ်တွေထားတဲ့အမြင့်ငယ်သေးသေးလေးတွေကိုဆွဲဖြက်ပြစ်ချင်လိုက်တာ။ပြောက်ွယ်မသွားစေချင်အစာကလေးကပြဲ့မချောင်းထားပါလေ။ ခုမှမဖြစ်စလောက်အားလေးနဲ့ဆွဲထားရရော။ဘာတော့ဝင်မှလဲ။ဒီတိုင်းအချိန်နည်းနည်းလေးပဲပို့ပြီးနည်းနည်းချင်းကဘာအနေကျသွားမှာပဲ။ခွဲခွာရမှချင်းတူတူဘာလို့အမြင့်သေးသေးလေးနဲ့ကုတ်တယ်နေသေးလဲ။ဘာလို့ငါ့ဘဝတစ်ခုလုံးဝင်ရောက်ထားပြီးမှမင်းဟာမိသားဖြစ်တဲ့ငါထက်အစိုးရပြောက်ခွေရလဲ။ငါနောက်ထပ်ခြေလန်းနှလန်းလောက်တိုးလိုက်ရင်ငါလည်းကဘာပြုတ်တယ်လို့ညချင်းမှပြောက်ခွေသွားလိမ့်မယ်။ မင်းပြောအောင်ပါမလားငါရေကူးတတ်တယ်လို့လေဒါပေမဲ့ငါ့ရဲ့ကိုယ်ကငြိမ့်တတ်နေလို့ရှင်နှိမ့်မြုံပါပဲအရင်တော့ပြီးလောက်အောင်မလားမင်းကမြေသားဆိုင်နေလို့ပျော်ဝင်ပျောက်ခွယ်မသွားပါဘူးလို့ငါခန္ဓာကိုယ်ကချက်ချင်းမပျော်ဝင်နိုင်ပေမဲ့ငါဝိညာဉ်တော့ပျောက်ခွယ်မယ်လွယ်လွယ်ချင်းချင်းနဲ့အဆုံးတတ်ခြင်းတကယ်တေဖို့ကလွယ်လွယ်လေးမင်းပြောခဲ့တဲ့စကားတိုင်းငါ့ကိုဆွဲထားပေးမယ်ဂျူဟုံးငယ်ကိုတွေ့ချင်တာကြောင့်နလန်းမြောက်တော့ နှခမ်းကအပြုံးနဲ့ယူမိုက်စွာလှမ်းလိုက်ပြီလွန်ခဲ့သောနှစ်များစီတုန်းတငိမ့်ငိမ့်နဲ့ပုံမှန်လေးတွားနေသောအဝေးပြေးကားပေါ်မှာကျွန်တော်နူထိုးအဖြစ်ငိုင်မြင်းလိုက်လာခဲ့သည်ဖော်ဖော်နဲ့ဦးငယ်ပေးလိုက်တဲ့ပတ်စံထဲထားသောအဝေးကိုကျွန်တော်ရှင်ဝင်ထဲမှာတေချာပိုက်ထားရင်းစိတ်ချစွာအိမ်မပြောရဲစိတ်မကောင်းဖြစ်နေတဲ့ဖော်ဖော်မျိုးဝန်းတွေကိုတတိယတိုင်းငိုချင်လာတဲ့စိတ်ကဦးငယ်ရဲ့ ိုင်ငံခြားကနေပြန်လာနဲ့တာဝန်ရင်ဆုံးလာခေါ်မယ်ဆိုတဲ့စကားကြောင့်မျက်ရည်မကျအောင်အထင်ထားနိုင်ခဲ့တယ်။တာဆုံးရောက်မွေးထားသောဘဝကမိန်းကလေးလိုချင်သောကြောင့်ကျွန်တော်အမေကိုမွေးစားခဲ့တယ်။တာဆုံးရောက်တဲ့အချိန်အောင်နဲ့လက်ဆက်ပေးချင်တော့လေမိမိကသူနည်းတူဆွေမရှိမျိုးမရှိလေတော့ဖေဖေကိုသာရွေးချယ်ခဲ့တယ်။တနည်းအားဖြင့်ဘဝတို့အိမ်တော်ရဲ့ချမ်းဆောင်ကျွန်တော်လင်းနှစ်သားရွယ်ပြင်းဦးလင်တောင်းတဲ့လမ်းမှာဆံကံမတော်တဆဖြစ်ပြီးမိဘတွေဆုံးသွားတဲ့အခါဘဝက မိမိကိုမွေးစားခဲ့တယ်လို့မျိုးကျွန်တော်ကိုလည်းမြင်းလေးအရင်ချလို့စောင့်ရှောက်ပေးထားခဲ့တယ်။သို့တော်ကန်တရားကကျွန်တော်ကိုထပ်ပြီးကြီးစေပြန်၏။ဘဝရဲ့တာကြီးဖြစ်တဲ့ဦးလေးထုံးမှာကျွန်တော်နဲ့ရွယ်တူနန်းသိမေဆိုတဲ့တမီးလေးတစ်ယောက်ရှိသည်။စိတ်ထဲမှာဘလောက်ပဲမောင်နှမစိတ်ရှိတယ်လို့ယူသားနေပေမဲ့တွေးပူတတ်တဲ့လူကြီးတွေရဲ့အမြင်မှာတော့ကျွန်တော်ကသစင်းယောက်ျားလေးတစ်ယောက်တည်းမပိုခဲ။ငယ်စဉ်ကမှပြဿနာမရှိပေမဲ့လို့ကိုရန်တဲရမယ်ကျွန်တော်ကိုတော့ စိတ်မချဘူးလို့တွေးတာသူတို့အလွန်တော့မဟုတ်ပါလေဒါကြောင့်ပေါ်ပွားရဲ့သားလက်ဦးလေးစောစီပို့လိုက်ခြင်းပဲသားသုံးယောက်မှာအခြေဆုံးကဩစာအရှိဆုံးဖြစ်တယ်လို့မိမျိုးကအိမ်တော်ကိုလည်းစီမံလေသည်နိုင်ငံသားမှာပညာသွားတဲ့နဲ့ဦးငယ်ကတော့အငယ်ဆုံးဖြစ်ပြီးပေါ်ပွားပြီးရင်ကျွန်တော်ကိုချစ်ဆုံးလူသားကုသွားမယ်ဦးလေးလက်ကိုတဘောမကျတဲ့မိန်းကလေးနဲ့လက်ထပ်လိုက်တော့ဖေါ်ကအမွေဖြတ်ထားတယ်လို့ပြောတယ်ကျွန်တော်ငယ်စဉ်ကတည်းကတခါမှမမြင်ဘူးပါ ရွှေပြည်ပါလာမြို့ကာဆပရာရဲ့အတိပေးစော်တန်ကြောင့်အချင်းစိတ်ပြောက်ကသတိပြန်ကပ်လာပြီးပါပါရခင်ဗျကျောင်းခန်းထဲမှာအတန်းချိန်တွင်နာမည်ခေါ်သလိုလက်ထောင်ပြီးဖြေခိုက်ကာဆရာတန်းလမ်းအောင်လိုက်တဲ့ဆပရာရဲ့အတန်းချေချေကရှေ့စဉ်နောက်စဉ်ထွက်ပေါ်လာသည်ဟေးရွှေပြည်ပါရဆရာကြီးကျော်ပွေတိန်နဲ့အဝိထုတ်ထုတ်တာပါတော့လေ ကားပေါ်မှာဗာချန်နေခဲ့သေးလဲဆိုတာတစ်ချက်လက်ကြည့်ပြီးမှကားပေါ်ကနေဆင်းလိုက်သည်ချစ်ချစ်တော့ပူနေသောနေအောင်ဆူဆူရဲ့အမြင်အားရောအောက်မှာလက်ဖေးဆိုင်လေးတစ်ဆိုင်နဲ့တက်စီဆိုင်လေးသာရှိနေပြီးခလန်းလန်းမှလူနေအနှဲငယ်သာတွေ့ရသည်ဘယ်ကိုသွားပြီးဘလို့မေးရမယ်မှမသိရကြောင်းလူကဝမ်းနဲ့လာပြန်သည်ဘေးဘက်ဘက်လေကိုလှည့်ရှာကြည့်တော့ကားလန့်ဘက်ချန်ကကိုကိုပင်ကြီးအောက်တွင်လန်လန်းပြနေသောလူတယောက်တခါမှမတွေ့ဘူးပဲမဲ့ကို့ကိုလာကြည့်တယ်ဆိုတဲ့စိတ်နဲ့ အာရဝမ်းသာပြန်လည်ရမ်းပြမိသည်ဂျိုကာကားလမ်းကိုကူလာပြီးအနားကိုရောက်တော့လူလေးကခွန်ဆက်ခါလားကွယ်ရှမ်းပေါင်းမိအရှင်နဲ့စွတ်ချဲလက်ပြက်ကိုဝစ်ဆင်ထားသောဥငယ်နဲ့ရုပ်ချင်းဆင်တဲ့ဦးလေးတယောက်ကအပြုံဖြင့်မေးလာသည်ဟုတ်ကဲ့ကျွန်တော်ခွန်ဆက်ခါပါဒီကဦးလေးစောလားဟုတ်တာဗောအငယ်ကောင်ကတေချာဆောင်နေပါလို့မှားထားတယ်လာလာလူလေးဦးစောကိုထုတ်တယ်ပြီးဟိုဘက်မှာလဲပါတယ် အငယ်ကောင်ဆိုတာဥငယ်ကိုပြောတာဖြစ်မည်ခွန်ဆက်လက်ထဲကအထုပ်ကိုယူပြီးတစ်ဖက်ကကားလမ်းကိုကူဖို့သူ့လက်ကိုဆွဲထားသောဦးလီစောကဥငယ်လိုချိုသားတဲ့ပြုံးနေရှိသည်ဖော်ဖော်ရဲ့အခြေဆုံးသားလိုအမြင့်တီတီချင်းနဲ့ချောက်ရှာကောင်းမနေဘူးဖော်ရွေသည်လမ်းရဲ့တစ်ဖက်ကိုရောက်တော့စောစောကကိုကိုပင်ကြီးအောက်မှာလက်တစည်းရှိနေပြီးထိုလဲပေါ်မှာဒူတစ်ဖက်ထောင်းကအိတ်နေသောလူတစ်ယောက်ရှိနေသည်ဝါခမောက်ကိုမျက်နှာမှာအုပ်ထားပြီးနေရှင်ကြီးကိုကာထားဟန် ဦးလေးစောကအထုပ်တွေကိုလဲပေါ်တင်လိုက်ပြီးလဲမောင်းတဲ့နေရာမှာအိတ်နေသောလူကိုလှုံ့နှိုးကာဟေ့နေကချတော့နေဝင်ငင်ရွာထဲပြန်ဆင်းကြရအောင်ထူဆန်းသောနာမည်ကိုခေါ်ပြီးဦးလေးစောဆိုသူကခွန်ဆက်ဘက်ကိုလှည့်ကာစကားဆက်သည်လူလေးရှင်နာတို့တိုင်းနောက်မှဆိုလဲရပူဆောင်ပြီးအယူရနေနာမယ်ဟုတ်ကဲ့ဦးလေး ရှင်နာကလဲမောင်းမှုပြင်းနေတဲ့ဒူနာတို့သွားလိုက်တော့အချင်းမပြေသေးတဲ့မျက်လုံးနေနဲ့စနော့ကိုလှဲ့ကြည့်သည်ပစိုးနဲ့အင်းရင်အကွက်ရှိကိုလက်ဖြတ်ထားတဲ့ပုံစံကြောင့်အစာလူကြီးတယောက်ဖြစ်လိမ့်မယ်လို့ထင်ခဲ့ပေမဲ့မျက်ကုံးထူထူနဲ့မျက်စံမဲနေနေရလွင်ကျန်တာကလေးရုပ်အတိုင်းသာနောက်ပြီးစိုးစိုးကခေါ်လိုက်တဲ့နဂါးဆိုတဲ့နာမည်ကိုခုမှသိချသဘောပေါက်သည် မီးယိုချွန်နေတဲ့သူ့မျက်နှာသေးသေးမှဘေးရင်ကားထွက်နေသောနေရွက်တစ်ဖက်ကကျွန်တော်ဖတ်ဖူးသော ဝါပင်ကမွေးတဲ့နေရွက်ချီချီမင်းသမီးဝင်လူဝီတွေကိုတော့သွားသတိရစေသည် ရေရှင်နေတဲ့စိတ်ကိုမနှဲထိန်ထားရင် ပြုံးပြလိုက်တော့ခတ်ထူထူမျက်ခုံးတစ်ခုကတွန်ချိုးသွားပြီးအလိုမကျသည့်အတန်ဖြင့်အဖခုလေးပြောတော့ညီလေးပို့လိုက်မယ်ဆို ခုဘဲနဲ့လောက်ကောင်းမလေးဖြစ်နေရတော့ဒီဒီကြီးကြည့်ပြီးပြောနေတဲ့ထုံတကားရဲ့စကားကိုခွန်ဆက်ဘလူပြန်မှန်းမသိဖြစ်သွားသည်သူကဘာကိုကြည့်ပြီး မင်းကလေးလို့ထင်ရတာလေဟုအတင်းကန်စဉ်းစားလျက်အာဘယ်ကကောင်မလေးရမှာလဲညီလေးပါဟအဲ့ချင်မူတူနဲ့ပေါက်ကြရပြောမနေနဲ့မောင်းတော့ညလုံးကိုနှစ်ချက်ပုတ်ကသူအားကြောင်ကြည့်နေသည့်ခွန်ဆက်ကိုတေချာပြန်ကြည့်နေသည်ခွန်ဆက်ဝေထားသည့်ရှိုင်းညင်အနီရောင်က နေရောင်ကြောင့်ငကိုဖြူဖွေးနေတဲ့အသားထက်ကိုဖြူဝင်းနေပြီးမျက်တောင်ရှည်ရည်နဲ့ခဝိုင်းဝိုင်းမြုံဝင်းနေရှိသည် ်ဆပင်ကိုအရှိဖုတ်တိုက်ချထားတာကြောင့်မင်းကလေးလိုဆေးချထားတယ်ထင်မိတာနောက်ပြီးသူ့နေရလိုကားနေရမျိုးမဟုတ်ပဲအနဲ့ရောင်ဆန်ရွယ်ချားကဖြူးနေသောနေရကလေးနှစ်ဖက်ဒီလောက်ဖွေးဥနေခဲ့လို့လဲကောင်မလေးနဲ့လွဲမိတာသူ့အလွန်တော့မဟုတ်အော်မင်းကမင်းမျိုးမှနေခဲ့ရတော့အတော်ဖွေးတာပဲဟာငါမင်းကလေးမှတ်နေတာယောက်ျားလေးလည်းဖွေးလို့မရဘူးလားသူကောင်မလေးလို့ပြောထားတာကြောင့် ခွန်ဆက်ကမကျေနပ်ပဲဒါကြောင့်ပေါက်ဆက်ဆက်ပြန်ပြောတော့ဦးလေးကရဲတယ်အေးလေနကားရယောက်ျားလေးလည်းဖွေးလို့ရတာပဲကွာမင်းဦးငယ်ဆိုလည်းဒီလိုပဲအဘအသာမင်းမင်းနဲ့ရပြီးရွာမနေလို့မဲနေတာဟာဟာဟုတ်ပါပြီဗျာကျွန်တော်ပဲမှားပါတယ်ဟွန်းသူလည်းဒီရွာမနေကြားတော့မဲသွားမှာပဲဟုတ်တယ်မလားအရင်တော့ရင်လှည့်ပြောလာတော့မျက်စောင်းထိုးမိသည် မင်းသားတွေမဲတော့ရမှာလို့ပြောတာကိုမကြိုက်။သူမဖွေးတိုင်းမနာလို့နေရ။လူလေးခွန်းဆက်ဒါအူရဲ့သားကြီးစောအောင်ရှိုင်းနဲ့လူလေးထံနှင်းနှင်းလောက်တော့ကြီးရဲ့။တူရလုံးကသူ့ကိုငကားလိုပဲခေါ်တော့နမယ်ရင်းအောင်မေ့ချင်ချင်းဖြစ်နေပြီ။ဟုတ်တယ်ကွာ။ရွာလူတွေကနမယ်တခုခေါ်လိုက်ရင်တွင်သွားရောမဖြစ်စလောက်လေးကားနေအောင်ငကားတယ်ကွာ။နောက်ကတော့ဘာဖြစ်လဲ။ညံကောင်းတဲ့လူတောင်ပြောချသေးတယ်။ဒါနဲ့မင်းနမယ်ရော ဦးလေးဝင်ပြောပေးကြမလို့လားအောင်ထုံတကားဆိုတဲ့လူကစကားထွက်တယ်ခွန်ဆက်ခမိုင်သားပဲမင်းမရောနမေပြောင်နေပါမရှိဘူးလားမရှိဘူးခုမရှိလည်းမဘူးနဲ့ရွာမနေရှိလာလိမ့်မယ်မင်းကမင်းကလေးရှုံးအောင်လာနေတော့ပပဝတီတို့အုံမာဒန်ဒီတို့များဖြစ်သွားမလားမင်းဘာလို့ဖြစ်ရမှာလဲငါမင်းကလေးမှမဟုတ်တော့ တခွေခွေရဲ့နေရာကနေလဲရဲ့ကျိုးကိုထင်းရင်ဂျင်းလုံးရှိကိုမြောက်ကနွားကိုမရိုက်ပဲလဲကိုသာအတန်ပေးသည်သူကိုဝေလူဝေဒီလိုပဲတွေးရသေးတယ်ကိုကမင်းသမီးနှစ်ယောက်နဲ့နှိုင်းခံနေရပြီဟင်းလောလောဆယ်တော့သူရောရောက်တာနဲ့ကိုနောင်ကိုင်းနေကိုကိုတော့မယ်ဗျို့အရင်မပြတ်ပြောလာတဲ့စကားကိုဦးလေးစောကထောက်ခံသည့်အနေဖြင့်ခေါင်းငိမ့်ကပြုံးနေတော့လေအခုထိသူ့ကိုမင်းကလေးနဲ့ရှင်ပြောနေရာကြောင့်ခွန်ဆဲရဲ့မျက်နှာကစူပုတ်နေသည် ။မာတကယ်ဘောင်းမီချွတ်ပြလိုက်မိတော့မယ်။ခြေတန်းရှိအိမ်အောက်ချက်ကုပြစ်လေးပေါ်ကျုံ့ညုံလေးဝင်ထားလိုက်တဲ့နဲ့ကစွန်ရဲ့ထဲထားသောဇလုံကြီးတစ်ခုကမျက်စိရှိမှပေါ်လာတဲ့ပုံမှန်ချက်ပို့သောအားနှင့်မြေပြင်ပေါ်ဆောက်ချလိုက်တာကြောင့်အတန်းဆုံးထွက်လျက်လဲနေရင်ထဲထားသော ကစွန်ရက်တွေဟာအပြင်ကိုအနေငယ်ထွက်ကြကုန်သည် ကို့ဟာသာတောင်ငတ်တလဲပြတ်တလဲပါဆိုနောက်ထပ်ပါဇက်ပေါက်တစ်ခုကထပ်ပေါ်လာပြန်ပြီအမွေဖြတ်တယ်လေးပါလေးနဲ့တေခမ်းဖြတ်တယ်ပြောပြီးဟင်ခုစရားရှုပ်ဖို့တော့ပေးရတယ်ဘယ်တောင်မျိုးမှမကောင်းရှူလာတဲ့ဝိထုပ်လေးကိုချစ်ချစ်ပအောင်ပွေထိုင်းရင်ခုဆက်ငုံမိတော့မယ်ဘင်းသားထိုင်နေတော့ဦးလေးစောကတော့နောက်ထပ်အထုပ်ကြီးကိုအိမ်ပေါ်ရက်ကိုတင်ပေးပြီးခွန်းဆက်ရဲ့ပခုံးကိုခပ်ဖွားဖွားလေးပုတ်ပေးလာတယ်ရှင်မရခလေးရှိကိုအဲ့လိုမပြောစမ်းပါနဲ့ ငယ်ကောင်းအကူညီတောင်းထားရဟုတ်အားလုံးမပြေလဲအခါတော့ကလည်းသူကူညီထားရမလားနောက်ပြီးမြမြဆိုတာလည်းမင်းမလည်းအရင်လိုပါပဲဟာပူညံပူညံမလှုပ်ဆန်းပါနဲ့ခုမှဈေးသိမ့်လာရမလားနားတော့ဟင်းဒီဟင်းရဲ့အဆုံးကိုနေရာတကြားသိနေရင်မမောနိုင်မပန်းနိုင်စက်တိုက်ပွားစီပွားစီပြောနေတော့တော်ကြီးကြောင့်ခွန်ဆက်ကိုကူကိုတင်ငယ်လာတယ်ရွာကိုရောက်တော့ဦးလေးစောင်းတဲ့သူကရွာထိပ်ကနေပဲအိမ်ထိလမ်းလျှောက်လာကြပြီ ။ငကားကလဲပိုင်ရှင်ရဲ့ခြံစီသွားပို့နေရကြောင်းသူတို့နဲ့အတူတူပါမလာပဲ။အိမ်ကိုရောက်ရောက်ချင်းစေးသိမ်းလာတဲ့ဦးလေးစောရဲ့အမျိုးသမီးကသူ့ကိုမြင်တော့ခုလိုပြောနေခြင်းဖြစ်တယ်။လူလေးဘာမှအာမငင်နဲ့နော်။မင်းတို့ကအဲ့လိုပဲ။ပါဇက်ကသာပွားစီပွားစီပြောတာစိတ်ထဲကပါတာမဟုတ်ဘူး။တဘောတော့ကောင်းတယ်ကွ။နောက်တော့နေသားကြသွားမှာပါဟုတ်ကဲ့ဦးလေးစောကျွန်တော်ကြောင့်အလုရှုပ်သွားရင်တောင်းပန်ပါတယ် အလေဝါဟုကွယ်မြမရဲ့သားဦးလေးတူပေါ့ဒီမှာပျော်တယ်လို့တာနေဟုတ်ပြီလားဟုတ်မလေးကျမတော့လူဆုံးမကြီးပေါ့တော်လို့ပဲကောင်းပါရဲ့တော့လူကောင်းကြီးတွေပါထော့တန်ဆောင်တီးဝိုင်းကို ထက်အတန်ပြူကသူလှုပ်ရှားရှိတာကိုသာဆက်လုံနေသည်ပြောဆိုနေလက်ထဲကဇလုံးကြီးခွက်တင်နဲ့လက်မပေါဘူးဆိုတာသိချသောမှခွန်ဆက်တပြင်းချရင်ငူကျင်တဲ့စိတ်ကိုထိန်းထားနိုင်၏ ဆေးသွားတဲ့အခါမှာဘေးကထိုင်နေတဲ့ကလေးလေးတစ်ယောက်ကိုသတိထားမိလာသည်ကုပြေပေါ်မှာအစောရဲကရှိနေပြီးခွန်ဆက်ကိုမျက်တော်မခတဲ့တေချာကြည့်နေသည်ထို့နောက်ဖင်ဒီယိုကျွန်းကအထုပ်ပေါ်ကခွန်ဆက်လက်ကိုသူ့လက်သေးသေးလေးနဲ့လာခိုင်းပြီးပြုံးပြသည်ငကားလုံးနားကားမနေပေမဲ့မျက်စက်နဲ့နဲ့လေးရှိရာတော့တူသည်အလုံးစုံရှိ သုံးနှစ်ကျော်လောက်သာရှိအောင်မယ်လက်ပေါ်တင်ထားတဲ့လက်သေးသေးလေးတွေကိုပြန်ခံလိုက်တော့တခိခိရဲကား ကိုကိုလေးချောချောဖင်ကလေးချောကပျော်ရွှင်နေသော ကလေးလေးကိုခွန်ဆက်ကောက်ပွေးလိုက်တော့ဖိထိုင်ထားတဲ့ခြေတော်လေးနှစ်ဖက်ကတင်းနေသည်ကိုတွေ့ရသည်။ဒါကြောင့်စောစောကသူ့စီကိုဖင်တီတွန်းလာတာ။တန်းငယ်ကလူလေးကိုသဘောကျရဲ့ထင်နေချိပေါ့သူ့ကိုရင်ငကားလွဲလို့ကြံနေသူဆိုမကပ်ဘူးရဲ့။ဒါဦးလေးစောရဲ့တန်းငယ်လား။ ဟုတ်ပါဗျာနမဲရစောဟန်လင်းနဲ့ဒါပေမဲ့တိတဲ့အတိုင်းပဲဒီဘွားလူတွေကသူတို့ညီကိုနှစ်ယောက်ရဲ့နမဲရင်းကိုဘယ်တော့မှမခေါ်ဘူးလေဖိုးကန်ကောင်းလေးလို့ပဲခေါ်ကြတယ်မင်းတို့တော့ငကားကိုမွေးပြီးနှစ်တွေအများကြီးကြာပြီးတော့မှဒီကလေးရှိနေအောင်မတည်ပဲနဲ့ရာသီထိန်နေထင်ပြီးဆေးတွေတောက်တာလေနောက်လာရင်တော့မှကလေးပါဆိုပြီးတည်တာပြက်လဲမကြမိခင်လည်းမထိခိုက်လို့တော်သေးတယ်ပြောရမယ်အဆိုးတဲ့အကောင်ပေါ်လူလေးရဲ့အသက်ရှင်နေဆိုရင်ပဲရပါပြီ ကျန်တာတော့ပြည့်စုံဆောင်ရှောက်ဖို့ကဦးလေးတို့တောင်းဝင်ပါပဲခြေချောင်းပုံစံမတည့်ခွဲတဲ့ခြေထောက်လေးတွေကိုကျင်းရှင်ဝင်ထဲကကလေးရဲ့ခေါင်းလေးကိုပုတ်ပင်းနေမိတယ်ဖိုကန်ကောင်းညီလေးရတကယ်ကိုကန်ကောင်းတယ်တိလားဖေဖေရဲ့မေမေရဲ့နားကားနေတဲ့အကိုကြီးရဲ့နောက်ပြီးတော့ဒီဟာကိုချော်ချော်လေးလည်းရှိရနော်ခွန်ဆက်ရဲ့စကားကိုသဘောကျရင်လည်းအခေခေရဲကလက်သေးသေးလေးကပါဟုလာခိုင်းတယ် ဦးလေးကိုလှည့်ကြည့်တော့အရေလဲနေတဲ့မျက်ဝန်းတွေနဲ့ကံကောင်းလေးကိုကြည့်ကပြုံးနေတယ်။ဘလောက်ပဲအကောင်းဘက်ကတွေ့တွေ့ကိုသားသမီးလေးကိုတော့လူတိုင်းနဲ့တန်းတူဖြစ်စေချင်ကြတာတဘာဝပါပဲ။ကလေးအငယ်နေမှာဆိုတော့ကြောင်းဘေးကနေဖိမပြီးအဆင်ပြေအောင် နေနေကြရတဲ့မိဘတွေအဖို့ပုံပြီးပြင်ပန်းကြရတယ်။အချိန်တိုင်းရွေရောက်လာတော့လေကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံနိုင်ပြီးတက်နိုင်သမျှထူးချွန်လာအောင်ညီမျိုးမျိုးနဲ့တုန်တင်ဆုံးမပေးကြပြန်တယ်။မိဘမြစ်တာနဲ့ တာဝန်ဝတရားဆိုတာဒါကိုခေါ်တာလားတိုင်းဖေဖေနဲ့မိမိရောအခုတရှိနေတဲ့အဲ့လိုမြင့်တားရဲ့အများကြီးပေးကြမှာလားတားယုံကြည်တယ်ထေချာပေါအဲ့လိုချစ်ပေးပြီးနှွေထွေးတဲ့မြင့်တားရဲ့ပေးမယ်ဆိုတာယုံပါတယ်ညီညာစွာအနားယူပါတောက်လူလောကရဲ့ကောင်းကောင်းမွန်မွန်နဲ့အသက်ရှင်လျက်ခွန်လာပေးတာကိုပဲကျေးဇူးတင်နေပါပြီဟဲ့ငါ လာစမ်းခြံဝင်းထဲဝင်လာတဲ့ငကားကိုဟိရွက်တွေစီးနေတဲ့အတော်ကမြင်တော့လှမ်းခေါ်တယ်အစားကတက်တက်ကြွကြွလာနေရကအတော်တန်ချာမှခြံပေါက်ဝရင်တုံကနေရက်နေ၏နင်းကိုအရင်မြန်မုံလာဝင်းဝင်းငါ့ကိုပေးခန့်လိုက်တယ်ဆိုဘယ်မလဲအရာအော်အဲအဲ့အဲ့ဟာလေငကားကျွန်တော်တော့လုံမနေနဲ့အပ္ပစံဘယ်မလဲလို့ငါမေးနေရလေ ကျော်ကဟင်းရွက်စီကိုပြစ်ချလိုက်ပြီးလုံကြီးပြင်ဝက်ကထလာတော့နှကလည်းချန်ပြင်ကိုအနှင်းငယ်ဆုပ်သွားတယ်။နင်ငါးချောင်းတည့်ရဲ့နော်မဟုတ်တာလှုပ်လို့နင်ကြောဆုပ်ပြီးသားမတ်။မဟုတ်တာမလုပ်ပါဘူးမေယာအဲ့ဒါကောင်းလေးပိုက်စားရဲဆိုလို့အကျော်နဲ့မုံပေါင်းဝယ်ကျွေးလိုက်တာပါ။အကျော်နဲ့မုံပေါင်းတထောင်ပိုးလုံးစားရလားမဖြစ်နိုင်တာ။နင်နေ့လေပေသေးဝင်ပြည့်တယ်လို့တိုင်နေလို့ရှိရဲ့နော်။အဲအဲဘယ်ကောင်းချွန်းတာတော့ အာအမေမဟုတ်ဘူးခဏခဏစိတ်လျှော့အာအာအတော်ကသူစကားကိုစွန့်အောင်နားမထောင်ပဲခြံတောင်းကဝါချံကိုဆွဲတော့မရရသေးပဲတာအော်ကပြေးလေသည်ဘေးကဦးလေးကဘာမှဝင်မပြောသလိုဝင်လဲမဆွဲခွန်ဆက်လဲဆက်ပဲထိုင်နေရမလားလိုက်ပြေးပြီးဆွဲရမလားဆိုတော့မသိပဲခြံပြင်ကိုထွက်ပြေးသွားရင်ငကားနောက်ကိုအတော်ကဝါချံကိုမြောက်ကပြေးလိုက်သည်အဲ့ဒီထီကပြဿနာမရှိသေးလိုက်ရိုက်တာကိုရုံးမလိုက်ပဲ မမီတော့အနောက်ကနေတကိုးပါလို့អော်နေသည်ထိုကြောင့်ခွန်ဆက်ကဥစောဘက်ကိုလှဲ့ကာဦးလေးအတော်ကအဲ့လိုអော်နေငါ့ကိုတကယ်တကိုးထင်ပြီးတော့ရွာထဲကလူတွေကဝိုင်းရံချာမှာပေါ့မဖူနဲ့ငါတို့ရေရွာထဲကလူတွေကသူတို့သားမိအကြောင်းကိုသိနေပြီးရလွတ်တာထားလိုက်မောရင်ပြန်လာလိမ့်မယ်ငါတို့ကသူ့မိတကိုးလို့អော်တာကိုပဲကြားတာကိုအဲ့ငါကဘလို့ပြန်អော်လဲဆိုတာသိလား လန်ကလာအရက်နဲ့ပြေးသွားတယ်မို့သူ့တော်သွားတာကိုတေချာမကြားလိုက်ပြီဒါကြောင့်ခေါင်းရမ်းပြတော့ဦးလီစောကပြော့ပြလာတယ်ဟမ်ငါကားဆိုတဲ့ကောင်ကလူလေသူ့မိရဖမ်းမိအောင်လို့တခိုးလို့အော်ပြီးလိုက်ရရင်သူကမိရေးပါပြောလို့အော်ပြီးပြေးတယ်ဟောလိုက်လဲလိုက်တဲ့သားမိရေညာ9နိုင်မခွဲခင်မှာပင် စားတော့ပြီးလို့တင်းစရာရှိတာတင်းဆဲကအဲ့ရပြင်ရတယ် ေဘက်မှာလျှက်စင်မိမြာတဲ့အကြောင်းဖွဲမိဆက်ဖြင့်နှိုးသောမိဆက်အိမ်မှမျှ၍မိထွေရန်ကြပြီးကိုးနိုင်ခွဲတာနဲ့တရွာလုံးမိမိတ်သည်ငါမေအပြောသာဆိုတာသဘောအကောင်းနဲ့ညီအစုံငါတို့ညီကိုနှစ်ယောက်ကအောက်ကနေဆောင်းပါးပဲခင်းရိုက်တာခုမင်းရောက်လာတော့မှသူတို့မင်္ဂလာကိုကုန်းဆောင်အောက်ကခင်းဖို့ပေးတယ်ဘယ်သူကတာရင်လဲဆိုတာငါဖေကိုတော့မေးရမလို့ပဲဟဲ့ထားပါတော့ထားပါတော့နုနုဖက်ဖက်ဆိုတော့လေအေးရခင်းပေးနေရင် ပေါ်စီပေါ်စီပြောနေတော့မေဒူသားနဂါကိုခေါင်းပိုက်ခါခွန်ဆက်ထိုင်ရှိနေလိုက်သည်အစာနုနုဖက်ဖက်လို့ပြောတာကြောင့်ပြန်ပြောမလို့တွေးပေမဲ့အောက်တက်အခန်းမှာအတော်ရဲ့နဂါနင်းသေးခြင်းနေရလားဆိုတဲ့အထံကြောင့်ငြိမ်သာနေလိုက်တော့သည်ခင်ပြီးတော့သူက ခေါင်းကိုနေရာချနေတော့ကံကောင်းလေးကိုဘေးကထိမ့်ပြီးဖျားစင်ရှိမှကရုံးဝှက်ပြူပြီးချိန်တိုင်းနဂါကခြံအောင်ချလုပ်ပြီးနေပြီထို့နောက်သူကခြံအောင်ပြင်ထွက်လာကဘီနာထိုင်နေတဲ့ကံကောင်းလေးကိုပွေ့ချီလျက်အလင်းမအိပ်စီသည် ချိန်ကောင်တထောင်လောက်တပြိုင်တည်းဝင်လို့ရအောင်ချင်အောင်ကိုမာပြီးဂလန်ဂလာရက်ကိုမတ်တရက်ထွက်နေမှာတော့ချင်အောင်ထောင်ထားတာလက်ကားပင်နောက်ပြီးဆောင်းအုပ်ကိုလည်းမဖင်းဒီတိုင်းချထားရုံသာလေဝိတ်တိုက်လိုက်ရင်ချင်အောင်တွင်ချင်းပင်မကဆင်မာဝင်လို့ရတယ်ဆောင်းအုပ်ကိုမဖင်းဘူးလားထောင်ထားရင်ရပြီလေဘာတွေပိုရင်လုံနေအောင်မလဲခွန်ဆက်ထုံတကားနဲ့ပြိုင်မငင်းကျင်တော့ပင် ထို့ကြောင့်ကိုကပဲဖေဖေဘက်လေကိုလိုက်ပြီးပင်မတိမသာသူ့ခြေလုံးကိုဒူးနဲ့တမင်ချိန်နေတော့တစ်ချက်သာခေါင်းတော်ကြည့်ပြီးမတိသလိုပြန်အိတ်သွားတယ်။တကယ်ကိုပီတီပေးဆုံးနိုင်တဲ့ကောင်။နှာခေါင်းရှုံကအိပ်ပျော်သွားသောမျိုးသားလေးမတိတာက လူကောင်သေးသလောက်အိမ်ချမ်းတာကြောင့်ကံကောင်းလေးကိုနေရာပြောင်းပြီးကလန်ကလာနှာခေါင်းကအလဲမှာဝင်အိတ်လိုက်ရသည်ဆိုတာပင်။ တညာလုံးလက်ပြန်နေတဲ့တောင်းလေးဒါမကဘိုလ်လုံးသမားရဲ့ခြေဆွမ်းလို့အကွေဝိုက်တွေနဲ့ခံခွက်တွေကိုပါရွာသားလေးအဝါစားလိုက်ရလေသည်မြောက်ဖြူလို့ကမိနာမည်ဒီရွာမှာမြောက်ဖြူလို့တွင်မိတာမှတ်ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိတူတူလိုက်ပါနာဆင်ပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါရခင်ဗျာနာတော်ရဆင်ရတာတစုံတရာများလိုအပ်ခဲ့သည်ရှိသောကျွန်တော်ရဲ့လိုအပ်ချက်သာဖြစ်သောအနုညွတ်ပန်ကြားအပ်ပါရခင်ဗျာ နောက်ထပ်ထည့်တင်မဲ့ audio book တွေကိုနားဆင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့လည်းတောင်းဆိုရပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်ချမ်းမြေ့ကြပါစေ။